ဒီဇင်မာလာနဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းပြုလုပ်မဲ့မြန်မာစစ်ကော်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုပယ်ချကြောင်းဥရောပပါလီမန်ကနိုဝင်ဘာ29ရက်မှာထုတ်ပြန်ချက်တစ်ခုအတွင်းပြောပါရယ်အာတမတတားစူဆောင်းမှုနှိပ်စက်မှုတရားလက်လွတ်တပ်ဖြတ်မှုအကြောင်းမဲ့ဖမ်းဆီးမှုလိင်ခြေခံကြမ်းဖက်မှုနဲ့စနစ်တကျပြစ်ဒဏ်ကတညာခွင့်ရနိုင်မှုပါဝင်မြန်မာစစ်ကော်မရှင်ရဲ့ဖိနှိပ်မှုနီးလန်းတွေကိုဥရောပပါလီမန်ကသတိပေးလိုက်ပါရယ် မြန်မာပြည်သူတွေအတွက်တာရှိခံတဲ့ငြိမ်းချမ်းရရှိရေးချက်ချင်းအပြစ်ခတ်ရစဲဖို့နဲ့အကြမ်းဖက်မှုတွေဆုံးသတ်ဖို့ထုတ်ပြန်ချက်က တောင်းဆိုပါရယ်မြန်မာမှာအကြမ်းဖက်မှုတွေရှိနေပြီးလက်ရှိအခြေအနေမှာပွင့်လင်းမြင်သာမှုနဲ့အာလုံးပါဝင်မှုမရှိတဲ့ရွေးကောက်ပွဲကျင်းပတာဟာနိုင်ငံတကာစံနှုန်းအာလုံးချိုးဖောက်ပြီးလွလန့်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလို့ယူဆလို့မရဘူးလို့ထုတ်ပြန်ချက်ကဖော်ပြပါရယ်နိုင်ငံရေးပုံမှန်တွေနဲ့ထိမ့်သိမ့်ကအကျဉ်းချခံထားရတဲ့ သမရဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့ထုတ်ပြန်ချက်ကတောင်းဆိုပါရယ်မြန်မာစစ်ကောင်စီကိုနိုင်ငံရေးစီးပွားရေးနဲ့စီးရေးရကြောထောင်းနောက်ခံပြုတ်နေတဲ့ရုရှားနဲ့တရုတ်ပါဝင်ကမ္ဘာနိုင်ငံချို့ကိုထုတ်ပြန်ချက်ကရှုံချပါရယ်နိုင်ငံတကာရဲ့တရားဝင်မှုရရှိဖို့မြန်မာစစ်ကောင်စီရဲ့ကြိုးပမ်းမှုကိုကိုးစားပြုတဲ့တရားမဝင်ရွေးကောက်ပွဲရလဒ်တွေကိုထုတ်ပြန်ချက်ကရှုံချထားပါရယ် လွတ်လပ်မှုဂုံသိမ့်ခါနဲ့ဒီမိုကရေစီရေးတိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူတွေတရားဝင်ဒီမိုကရေစီကိုယ်စားလှယ်တွေ NUG တိုင်းသားတွန်လိုင်းတပ်ဖွဲ့တွေနဲ့အရက်ဖတ်ဖွဲ့စည်းတွေနဲ့မစုံမနစ်အတူရက်တည်တယ်လို့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်မြန်မာနိုင်ငံကနေထွက်ပြေးလာသူတွေအတွက်ယာယီနေထိုင်ခွင့် TPS ဖြတ်သိမ်းတဲ့အမေရိကန်အစိုးရရဲ့ဆုံးဖြတ်ချက်ကိုမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ခွင့်ရေးအစီအခံစာတင်ပြသူ သောမတ်စ်အန်ဒရူးကရှုံချခဲ့ပြီးအခြေခံလူခွင့်ရေးတွေပေါ်ဓာတ်ရိုက်တိုက်ခိုက်မှုလို့ပြောကြားလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာလူခွင့်ရေးနဲ့မြန်မာအကြက်တဲကိုလစ်လူရှုတဲ့ရက်ဆက်တဲ့ထိုးဆက်ကိုအခြေခံတဲ့လူမှုရေးကျင်းဝတ်ပေါ်တိုက်ခိုက်မှုဖြစ်တယ်လို့၎င်းကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်အမေရိကန်စိုးရရဲ့ဆုံးဖြတ်ချက်ကြောင့်လူထောင်ချီအနေရှိလာနိုင်ပြီးစစ်ကောင်မရှင်ကိုလက်နက်အားကိုနဲ့အရက်သားတွေပေါ်တိုက်ခိုက်ဖို့တရားဝင် ခွင့်ပြုလိုက်တာပါလို့သူကဆိုပါရယ် ဇန်နဝါရီလ26ရက်မှာမြန်မာနိုင်ငံသားတွေအတွက်ယာယီနေထိုင်ွင့် TPS ကုန်ဆုံးမယ်လို့အမေရိကန်မိမြေလုံခြုံရေးဝန်ကြီးဌာနကကြေညာခဲ့ရာ လူ၄000နီးပါးတက်ရောက်မှုရှိလာမှာပါမြန်မာနိုင်ငံရဲ့အခြေအနေအားမြန်မာနိုင်ငံသားတွေပြည်တော်ပြန်ဖို့အဟန့်တမဖြစ်တော့ဘူးလို့အမိမြေလုံခြုံရေးဝန်ကြီးခရစ်စတီနိုရမ်ကပြောပါတယ်မြန်မာစစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲဟာဆေးဥချုပ်ရေးအမြင့်တွယ်ဖို့ထက်မပိုဘူးလို့အန်ဒရူးကပြောပါတယ်ယာယီနေထိုင်ွင့်ရသူတွေပြည်တော်ပြန်ရပါက ဖန်ဆီးမှုနှိမ့်ဆက်မှုနဲ့ကွမ်းမျက်မှုခံရနိုင်တဲ့တက်ကြွလှူရှားသူတွေသတင်းထောက်တွေနဲ့အတိုက်ခံတွေ ဖြစ်တယ်လို့၎င်းကသတိပေးပါရယ်မြန်မာကိုဒီမိုကရေစီနဲ့လူ့ခွင့်ရေးလေးစားသမှုရှိတဲ့နိုင်ငံတစ်ခုဖြစ်တည်ဆောက်မဲ့သူတွေကိုကာကွယ်ပေးဖို့ကအမေရိကန်နိုင်ငံရဲ့အမျိုးသားကျိုးစီးပွားဖြစ်ပြီးနိုင်ငံတကာတာဝန်နဲ့ကိုက်ညီပါရယ်လို့သူကဆက်ပြောပါရယ်